ရေဒီယိုအားလုံးပဲမိင်္ဂလာပါရှင်။ Wire Coaster YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစ်။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမယ့်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရစ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ကြီးရကုန်းရွာကမိင်္ဂလာပွဲဆိုရင်ဖြစ်ရမယ့်ဇလံကောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစ်။ဇလံကိုမစားတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုကြပါရစ်။ဗီဒီယိုသင်လေးတွေတိုင်းမှလည်းပရိသတ်ကြီးသိရှိဖို့အတွက် ။နိုဒီပင်ခေါလောင်းလေးကိုနေပေးသွားကြဖို့မမေ့နဲ့နော်။ကဲဒါဆိုရင်တော့ဇလန်းကိုအခုပင်စတင်လိုက်ပါတော့မယ်။မြမတက်ကရိ1368ခုနှစ်တပိုရဲလဆန်း14ရက်နေ့ကတာယာဝရီခရိုင်အောက်ဖို့မြို့နယ်ကကြီးရကုန်းဆိုတဲ့ရွာလေးတရွာကမင်္ဂလာပွဲလေးတစ်ခုမှာပေါ့ဖြင့်မင်္ဂလာပွင့်ဆိုတော့နှစ်ဖက်မိဘတွေရဲ့ဆွေမျိုးမိတ်တင်ကဟတွေကလည်းလာရောက်ကုန်ပြချီးမြှင့်ကြတာပေါ့အဲဒရီဆိုတာနေ့လေ၃နာရီထိုးတော်တော်လာကြတော့ ကျွန်တော်တို့လူငယ်တွေကလာသမျှအဲ့တယ်ရီကိုအဲဝေးချေပြုံအောင်တည်တည်ချာချာအဲခံကြွေးမွေးပေးရတော့ပုံတတို့သောင်းနဲ့တတို့သမီးတို့ရဲ့ညနာမှလေးပီတီပြုံးနေကစာပွဲလို့ကိုမကုံနိုင်အောင်ပေါ့အရန်ကိုကြည်နူးနေကြရင်ဆိုတာထပ်ပေါ်ပါရင်လာသမျှအဲ့တယ်ရီကိုလည်းလက်ဆွဲပြီးတော့လိုင်လံနှုတ်ဆက်ကြရတာလေအမောပေါ့ဒီလိုနဲ့ခဏကြာမှတတို့သမီးဖြစ်တဲ့တက်မတရားလူလေကောင်မှ မျက်ခွန်းမျက်နှာပြတ်ပြီးတော့ထော့အော်ပါလိရှော့ဒီယန်အွန်လိုင်းတိတ်တက်မရဲ့ပစံကအမမတင် ထွက်လာတဲ့စကားကော ငါမကျေနပ်ဘူးနေတော့ငါမကျေနပ်ဘူးအဲ့ဒီလိုဆိုပြီးတော့သူတို့သားရဲ့အိမ်ပေါ်ကိုပြေးတက်သွားတော့တယ်သူတို့သားရဲ့အိမ်နဲ့သူတို့သမီးရဲ့အိမ်ကအလင်းမှာအိမ်တလုံးမင်းဆောင်းပါတယ်မင်္ဂလာပွဲကျင်းပနေတာကလည်းသူတို့သမီးရဲ့အိမ်မှာအားလုံးတင်လိုက်ကြတာကတမန်တရသူမနှမရီနဲ့စကားများနေပြီလို့ပေါ့ဒါကြောင့်လေသူတို့သားအိမ်ကိုသူတို့သမီးကပြေးတော်နေမှာလို့တွေးလိုက်ကြတာတပြေပြေနဲ့အုပ်အော်တောင်းနေဖြစ်လာတော့ဘာပြဒနာရီမင်္ဂလာပွဲကြီးမှာထားဖြစ်နေကြတာပါလိမ့်ဆိုပြီး ျွန်တော်တို့လည်းစိတ်ဝင်စားလာကြတာပေါ့။ဒီဆက်ရောင်တငယ်ချင်းတယောက်ကိုလမ်းမေးပြီးတော့ဟဲ့ကောင်ဖြူဝင်ဘာဖြစ်လို့ရုံးကွာ။ဆိုပြီးတော့လည်းကျွန်တော်ကလမ်းမေးကြည့်လိုက်ပါတယ်။မင်းတို့ကောင်နေဘာမှမသိကြအောင်လား။ဟိုမှာတို့သမီးကိုတရေဝင်ဘူးလို့ကွာပြပြဆွဆွနဲ့ဖြူပွေးတို့အုပ်စုလေးလူတွေဆူဆူအုပ်အုပ်ဖြစ်နေတဲ့တို့သားရဲ့အိမ်ဘောကိုတက်သွားကြပါတယ်တကောင်နေတက်သွားကြတော့တွေ့ရတာတော့ကျွန်တော်တို့ဖွဲ့လေးလိုက်တက်ကြတာပေါ့ဗျတရေကြီးကြလို့တဖြည်းဖြည်းနဲ့ရောက်လာကြရင်ဆွေမျိုးအပန်းအသင် မိတ်ဆွေတငီချင်းတစိမ်မြောင်စရင်လူအုပ်ကြီးဟာတစားတတစားကို အုံခင်းလာတယ်။ဒါပေမဲ့တမန်ရဲ့ပဇာကအုံမြင်နေတာကတော့မလနဲ့မလာကြနဲ့နင်တို့ငါမကျေနပ်ဘူးမကျေနပ်ဘူးအဲ့ဒီလိုဆိုရင်စကားတန်တွေကြီးပါပြီ။ဒါရီကြီးပဲထက်ကောင်ထက်ကောင်အော်ဟစ်နေတဲ့သူတို့သမီးတမန်ရဲ့နဘေးကိုဘယ်သူမှမကန့်ရဲကြပါတို့အချိန်မှာရွာရင်းကကိုအေးဝင်းကဟဲ့ရွာလေပိုင်းအောင်မနှောစိတ်ထုတ်ပတ်ဆရာတင်းအေးကိုသွားပင်းခဲ့ကွာ ဆိုပြီးတော့လေလာကြည့်နေတဲ့လူငယ်တယောက်ကိုလှော့လိုက်တယ်။ခနာကြောင့်မှတော့အကျန်းဆရာလိုအမြင့်တွင်းနေတဲ့ကိုတင်အိတ်တယောက်အိတ်တကောင်းကိုအသာလေးဖွင့်ပြီးစတောင်းကိုအိမ်နဲ့လှမ်းယုံမိရှိတယ်။ဟာ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 ဆိုပြီးတော့လေတမောင်တယောက်အော်ရီပေါင်းလေးနေပြီးတော့လေဆရာဆိုလို့ဘသူများလဲမှတ်တယ်။ကိုတင်အေးကြီးကိုပြကိုကြီးညီလေးကိုမမှတ်မိဘူးလား။ညီလေးမောင်မောင်လေးပြအဲ့ဒီလိုမျိုးတပါးလေးဆက်ပြီးပြောချလိုက်တော့အလုံးကကြောင်လန်းလန်းဖြစ်ပြီးတိတ်ဆိတ်သွားကြတယ် ဟာကွာမဖြစ်နိုင်တော့အေးလေမောင်မောင်ဆုံးတော့ရှင်းနေတောင်မှရှိနေပြီပဲဒါမောင်မောင်မဖြစ်နိုင်တကြသေးရဲတကောင်လှေစားနေတာဖြစ်နိုင်နေဒီလိုယောက်မတန်တရားဖြစ်နေကြတဲ့အထင်မနောစိတ်တုပ်ပန်းအမိတိဂူတီအီးပေါပါလိုက်သေးတယ်ဘာကြောင့်မဖြစ်နိုင်တာလဲဆိုတော့တတူတောင်အောင်အောင်ရဲ့ညီရင်ဖြစ်သူမောင်မောင်ဆိုတော့ကောင်လွန်ခဲ့တဲ့ရှင်းနေလောက်ကလေးကဆုံးသွားခဲ့တော့နိဒါရီဝတာထဆရာကမေးပါတော့တယ်ကဲမေးရမောင်မောင်ဆိုရင်ငါဘာတူလဲဆိုတော့မင်းပြောစမ်း ဟာကိုကြီးကညီလေးကိုတော့မမယုံတော့ဘူးလားဗျ။ညီလေးလူဘဝမှာရှိစဉ်အောင်အကိုကြီးနဲ့အတူတူတောက်ခဲ့တာရီ။မူယူပြီးရံပြဲခဲ့တာရီ။ကုံကုံပြားရရင်ညီလေးအောင်လွင်ဘသူမှမသိတဲ့လှုပ်ဝဲချက်တွေရှိတယ်လေ။အကိုဆွဲတော်ဖျားပွဲမှာတုံးစရာပတ်စံမရှိလို့တလင်းရာရီမှာ ပေတုံတင်ခိုးရောင်းခဲ့တာရီ။အကိုကြီးမိတ်နေပြီလား။အဲ့ဒီလိုပြောကြလိုက်တဲ့အခါကျမှအကျန်းစရာဖြစ်တဲ့ကိုတင်အေးခေါင်းမြေရည်များတပေါက်ပေါက်နဲ့ကြာစင်းလာတော့ရီ။ညီလေး မိရဲ့အဖြစ်ကစိုးလာကြည်လားကွာဒီချိန်ထိတော့မမကျွလို့သေးဘူးလားညီလေးရောမင်းသေးခဲ့တာရှစ်နှစ်ကျော်ကိုနေရှိနေပြီလေကွာပြီးတော့မင်းသေးခဲ့တာလောလောလတ်လတ်နဲ့ပါလားအဲ့ဒီတုန်းကဘယ်လိုဖြစ်ခဲ့ရတာလဲအကိုကြီးကိုပြောပြစမ်းပယောကစီအောင်ကိုတင်အင်းနေတို့သားရဲ့ညီကွယ်လွန်သူမောင်မောင်တို့ဆိုတော့အရန်ချစ်ခင်ကြောင့်ဒီတွားတူလာတူတငယ်ချင်းအရင်ခောက်ခောက်ကြီးနေပါတာဖားလိုညီကိုရီလိုဆွေမျိုးတငယ်ချင်းတွေလိုအမျိုးမျိုးပေါင်းတဲ့ဆန်ဆန်ကြတဲ့သူတွေလည်း အရင်ကဆိုအခုဆီဟောင်းဆိုရင်ကုတင်အေးဆိုတော့ကလည်းရွာထဲမှာခက်ဆူဆူသူပြီးနောက်တော့ရက်မှုပြီးဆိုင်ငယ်မှောက်ရခနိဇေယုံပေါ်မှာမနောစိတ်တို့ပန်ဆရာတယောက်နဲ့တွေ့ပြီးပညာရရလို့အခုလို့ကျွန်တော်တို့ရွာနီးပဝင်းချင်းမှာမတည်တဲ့သူမရှိတဲ့ဆီဟန်တဆူဖြစ်လာတာပေါ့ဒီလိုနဲ့စောနောက်မေးခဲ့တဲ့အတိုင်းပေါ့ဗျာကုတင်အေးကမေးပါဖြစ်လို့လူဘဝအစိုးရထွက်သွားခဲ့ရတာလေညီလေးပြောစမ်းအကိုကြီးပါဝင်ဒီမှာရှိတဲ့လူတွေကိုပြောပြကွာ ဒီအချိန်မှာပဲမောင်မောင်ချက်ဖြစ်လေသူတို့သမီးတက်မရဲ့ပစံကနေအမမတင်ပြောချလိုက်တဲ့စကားတစ်ခုကြောင့်လူရင်းအလုံးကအာတင်းသွားကြတော့ရင်ကျွန်တော်သိတော့အဖေကြောင့်ဗျဟာအလုံးအိုးဟင်ဘာဟမ်အလုံးမေတတင်းကခဏလောက်တိတ်ဆိတ်ဆွမ်းအားသွားကြတယ်လူရိုင်းရဲ့အာယုံတွေကစိတ်ဝင်စားမှုများနဲ့ရှောက်ရှက်ခတ်သွားခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ဘာပြောရမလဲမသိတော့ပါအမမတင်ပြောချလိုက်တဲ့ ထို့စကားထွက်ပေါ်လာပြီးနောက်မှာတော့သူတို့သားတို့မဟုတ်မောင်မောင်ဟာငြိမ်းချသွားပြီးဘာမှစမပြောတော့ဘဲတရှုံရှုံနဲ့ရှိုက်ကြည့်တဲ့ငူကြွင်းနေပါတော့တယ်။အားလုံးကဆရာကိုတင်အေးကိုအလောသုံးစေဝိုင်းမေးခိုင်းကြတယ်။ကိုတင်အေးကလည်းစပြောလေညီလေးစပြောပါ။ဒါပေမဲ့ဝင်းပူးခံကြရတဲ့သူတို့သမီးဟာသူတို့သားအောင်ရဲ့အဖေနဲ့အမေကိုကြည့်ပြီးမျက်ရည်ဆက်တွေတလိမ့်လိမ့်စင်းလာပြီးငိုနေရှာရတာသူတယောက်ထဲဘလောက်တောင်ခံစားရသလဲဆိုတာသိတာလုံးမှား။ အဲ့ဒီချိန်မှာလူဘဝမောင်မောင်ရဲ့အမေဖြစ်သူအကြီးလေးဒေါ်စောပူကတာအမေလည်းသိကျင်နေလိကွင်တာလေးပြောပြအောင်လေတာလေးဘာကြောင့်တည်ခဲရရင်ဘလို့ဖြစ်လို့လူဘဝကနေအစိုးရထွက်သွားခဲ့ရလဲဆိုတော့တာလေးကအမေတို့တည်အောင်ပြောပြလိအဲ့ဒီလူမျိုးကျွင်းရင်နဲ့တုံတုံရင်ရင်မေးနေတာများတနာပါရင်ပြောင်းတာပြောပြချင်ပါရင်အမေဒါပေမဲ့လူဘဝအကြောင်းတွေကိုအခုလိုပြန်ပြောရင်ဒီဘဝမှာတာတန်ခတ်ခံရအောင်မယ်အမေ ဒီဘဝစိုးကြီးရဲ့နီးတာလီအရင်လွမြောက်ချင်နေပြီအမေတာဒီနေ့အချိန်ထိ အမြအတန်းတွေဝေးတာဒုခေါ်လို့မရသေးတာလူဘဝမှာအားလုံးအပေါ်ကောင်းခဲ့တယ်လေပြဘာဖြစ်လို့တာအခုဒီဒီဘဝနေမကျွလို့ရသေးတော့လေဒီဘဝမှာနေတိုင်းတန်ခတ်ခံရရင်တာအချမ်းကိုအမြဲတမ်းဆောလောင်နေရရင်ဒီဘဝကြီးကအရန်ကိုဆက်ရုပ်ရွှေရှာဖို့ကောင်းပါလေအမေတာမပြောပြရစေနဲ့ပြတာဥဒနာရေမမေးကြပါနဲ့နော် ဒီချိန်မှာပဲဆရာကိုတင်အင်းနဲ့ပညာသင်ကြီးအကိုဖြစ်တဲ့ကိုအောင်ရွှေလည်းရောက်ရှိလာခဲ့တော့ကိုအောင်ရွှေဆိုတဲ့သူကရောက်ရောက်ချင်းပဲဖြစ်ချောင်းကုန်စင်ကိုမေးမြန်းပြီးတဲ့နောက်ကဲကိုတင်ခမားမောင်ဈေးလွယ်ပါလာသလားအဲ့ဒီလိုမျိုးကိုတင်အေးကိုလမ်းမေးလိုက်ပါရင်အင်းပါလာပါရယ်ကျုပ်လည်းစီကွင်းမလို့လှုပ်တင်လှုပ်တင်စဉ်းစားနေတာဘာမှစဉ်းစားမနေနဲ့တော့ဈေးတွေထုတ်ပြောင်းစီးတာနေကဲအားလုံးပဲအနောက်ကိုနည်းနည်းလောက်စုပ်ပေးကြစမ်းပါဗျာ ကိုုံရွှေခွင့်ပြုချက်တောင်းလို့အားလုံးပဲအနောက်ကိုနည်းနည်းဆုပ်ပေးလိုက်ကြတယ်။ဒီလိုနဲ့ဆရာနှစ်ယောက်ကမောင်မောင်တပြစ်လင်းသူတို့သမီးကိုစီဝိုင်းနဲ့ထည့်သွင်းပြီးဆရာနှစ်ယောက်စလုံးကသူရဲ့ဦးကောင်ကိုလက်နက်ဖက်နဲ့အုပ်ပြီးတော့အသင်ပါလာတဲ့ကျန်းဆောင်ကိုကြည့်ပြီးဂါဒါရီကိုတံပြန်ရုပ်ဖက်လိုက်ကြတယ်။ခနာကြောင့်မတော့ကိုတင်ဟေးကကဲမောင်မောင်ကြီးငါတို့စီအောင်မင်းရဲ့ဆိုင်ရာပိုင်ရာတွေကိုခွင့်ချောင်းပြီးပြီးမင်းရဲ့ဖြစ်ချောင်းကုန်စင်ကိုမင်းမိပါရင်းနေ။ဟောရီမှာရှိတဲ့လူတွေအားလုံးရှိမှသိအောင်ပြောစမ်း အဲ့ဒီလိုပြောလိုက်တာနဲ့မောင်မောင်ရဲ့မျက်လုံးတွေကသူ့ဖေစီကိုရောက်သွားပါတယ်။ကြီးနေသူ အားလုံးကလည်းမောင်မောင်သေးတာနဲ့သူ့ဖေဘလို့ပတ်သက်နေလဲဆိုတော့ကိုသီးချင်းစိတ်တွေလွန်စွာပြင်းထန်လာနေကြပါတယ်။မောင်မောင်ဟာသူ့အမေဘက်ကိုငေါက်ကနေလှဲလိုက်ပြန်ပါတယ်။ပြီးတော့ဒီလိုပြောပါတော့တယ်။အမေตาလဲလဲပြန်လာတော့အဲ့ဒီနေဟာအိတ်ချင်လို့ဆိုပြီးအိတ်ခဲ့တယ်လေ။အဲ့ဒီချိန်ကစပြီးတော့ตาဖျားခဲ့တာလေ။အမေမှတ်မိတော့။ဒေါ်စော့ဘူးတရားဘာမှမပြောနိုင်မေ။ကောင်းလေးပဲငြိမ့်ပြန်ရှာတယ်။ အမေရရိုးရိုးဖျားနေတယ်လို့တောင်းအောင်ဆီအောင်ဝင်နေပြီစေရီထိုးပြီးတော့ကိုပေးခဲ့တာတုံးရတောင်းမှလीနောက်တော့အမေရသွေးရိုးသားရုံမဟုတ်တော့ဘူးဆိုပြီးရွှာတောင်ဘက်ကနက်ကတော်ဒေါခင်စိန်ကိုတွားပြီးတော့ဒါတရေကြီးတကောင်ကလှုပ်ထားတော့အမေသားနှစ်ပိတ်သားကြွေးမှရမယ်ဆိုအမေရအဖေကိုမြို့မှာအမေသားတွေတောင်းဝင်ခိုင်းနေလीပြီးတော့အဖေရဲ့ငွေချင်းတွေနဲ့ရွှာအပြင်ကစည်းပင်အောင်မှာတည်တည်ချာချာကြွေးမွေးဖို့ပြောခဲ့တယ်လीအဲ့ဒါရင်းအမေမှတ်မိလားဒေါ်စောပူအောင်ကောင်းလေးကိုငြိမ်ပြောင်းခဲ့ပြန်တယ် တကယ်ဆိုအဲ့ဟာတွေတာမသိပါဒါတွေကိုသိပြီးမှတာသိခဲ့ရအဲ့ဒီနေရာအဖေကအမေမာတဲ့အတိုင်းမြို့မှာအမဲသားမဝယ်ပေးနဲ့ဝတ်သားကိုအသားကြီးတက်တက်ဝဲလာပြီးတော့သူတငယ်ချင်းသုံးယောက်နဲ့ရွာအပြင်စည်းပင်အောင်မှာတွားကြွေခဲ့တယ်လေအဖေကအယုံကြည်မရှိတဲ့အခါကြောင့်အဲ့ဒီဝတ်သားတွေကိုပြန်ပြီးတော့ချက်စားခဲ့တယ်ဒီအချိန်မှာတော့မောင်မောင်တရားအမေဖြစ်သူတို့ဆုံးဖို့ကိုပြောပြနေရခါနေအဖေဖြစ်သူဦးသိန်းဝင်းဘက်ကိုလှည့်လိုက်ပြီးတော့အဲ့ဟာတွေအဖေမှတ်မိတော့ ဆိုပြီးတော့လည်းမေးလိုက်တယ်။ဒီအချိန်မှာတော့မောင်မောင်တရားအမေဖြစ်သူတို့ဆုံးဖို့ကိုပြောပြနေရအခါနေအဖေဖြစ်သူသိန်းဝင်းကဘာစကားမှမပြောနိုင်ရှာတော့ပါ။တကယ်ဆိုသူတို့ဘာမှမကြွေးခဲ့ဘူးဆိုရင်တော့တားမသိနိုင်ပါဘူး။သူတို့မကြိုက်တဲ့ဝက်တော့အဖေကယုံကြည်မရှိဘူး။စမ်းတဲ့သဘောနဲ့တွားကြွေးခဲ့။အဲဒါကြောင့်အဖေကိုစိတ်ဆိုပြီးတားကိုချက်ချင်းခေါ်လိုက်တာ။အမှန်တကယ်ပြောရရင်တားကမတည်တည်မင်းတည်ခဲ့ရတော့ပြောင်း။နောက်ပြီးတော့ဒီမင်္ဂလာပွဲရလေကျွန်တော်မင်္ဂလာပွဲဖြစ်နေရအောင် ကျွန်တော်နဲ့တက်မှာတယောက်နဲ့တယောက်ဘလောက်ချစ်ခဲ့ကြလဲဆိုတော့တရွာလုံးသိဒါဟောအဖေနဲ့အမေတို့သိဆုံးပါဗျာအခုတော့ညီရဲ့ချစ်သူအကိုကရွှေနေတယ်လေဒါရီအလုံးကအဖေအကြောင်းဖြစ်ရအောင်ကျွန်တော်သေးတာအဆောင်အဖေအကြောင်းအဖေသားအဲ့ဒီအချိန်ကအဲ့ဒီလိုမလုပ်ခင်ဒါလေအခုလိုဖြစ်လာကြအကြောင်းမရှိဦးသိန်းဝင်းတယောက်တိုင်တွေကိုလက်သီးနဲ့ထိုးရင်ကောင်းနေနေပြေးပြေးဆောင်ရင်းနဲ့ဟုတ်တယ်ငါကြောင့်ငါသားလေးသေးရတာငါအတော့မကြောင်လို့ငါသားလေးသေးခဲ့ရတာ ဆိုပြီးတော့နေအောင်ဟင်ကိုကြိမ်းပါတော့အရေခိုင်တန်လေးမှာပဲဒေါ်စောပုဟာဦးသိန်းဝင်းကိုလက်ညှိုးငေါငေါထိုးပြီးရှင်ရှင်အောင်ရင်နေပြီးတက်သွားတာဘေးမှာရှိနေကြတဲ့လူတွေကဝိုင်းပြီးတော့နှိပ်ပေးကြရတော့တယ်သူတို့သမီးကိုဝင်ပူးထားတဲ့မောင်မောင်ဟာအရေချိန်မှာပဲသူ့အဖေနဲ့အမေစီကိုကြောင်အားလန့်အားနေပြေးဝင်ပြီးမိဘနှစ်ပါးရဲ့ပကုံးတွေကိုလှမ်းဖက်ရင်းကောင်အဖေအမေတောက်ခဲ့ပါဦးသူတို့လာနေပြီသူတို့တွေတောက်ရိုင်းနေကြတော့မယ် ဆိုပြီးတော့နေအော်ဟစ်ပေါင်းတော်ရီနောက်တော့ဆရာနှုတ်ရှင်ရောက်ကိုပြန်လှည့်ပြီဆရာတို့ကျွန်တော်ကိုကယ်ပါအောင်ပြောင်းသူတို့တွေကျွန်တော်စီကိုလာနေကြပြီငိုကြွေးရင်းနဲ့ပင်ဆရာနှုတ်ရဲ့ချက်တော်တွေကိုတင်းကြဖတ်ထားလိုက်တော်ရီပြီးတော့အပေါ်ကိုမောကြည့်ပြီကိုကြီးတင်ညီလူတို့ခင်မင်ခဲ့တာလေးကိုထောက်ပြီးညီလေးကိုကယ်ပါအောင်ပြောင်းဒီဘဝကြီးကနေညီလေးအရန်ကိုလွတ်မြောက်ချင်နေပြီကိုကြီးရောအဲ့ဒီလိုမျိုးတောင်းတပန်နဲ့ပြောနေရှာပါတော်ရီသူအဲ့ဒီလိုပြောနေချိန်လေးမှာ ကျွန်တော်အပါဝင်လူတိုင်းလူလူရဲ့မျက်ဝန်းတွေမှာမျက်ရည်စာရီပြည့်နေပေါ်ပြောင်းအလဲဆုံးမငိုဘူးဆိုရင်တော့မျက်ရည်တော်ဝဲကြရပါတယ်ကျွန်တော်ယင်နေမှာဘလူးကြီးဖြစ်သွားမှမသိပါတနာစရာတော်တော်ကောင်းနေပြောင်းတကယ်ကိုပြောမပြတတ်အောင်ရှင်နေမှာစိုးနေသွားတယ်ဒီလိုနဲ့မမောင်ရဲ့တောင်းဆိုတဲ့နေ့ကြောင့်ဆရာကိုတင်အေးကမင်းကိုလွတ်မြောက်အောင်လုပ်ပေးမယ်ဒါပေမဲ့မင်းမလွတ်မြောက်သေးသေးဘူးဘသူကမှအနောက်ရှက်မပေးပါဘူးလို့ခတိတစ္ဆာစိုးရဲလို့လားအဲ့ဒီလိုမျိုးပြန်လဲမေးလိုက်တယ် ဆူရဲပါတယ်။ရည်လေးကတိပေးပါတယ်။အေးမင်းတို့ငါတို့ကရွှေချင်းကုန်းမိုးကုတ်ဝိပဿနာပို့ပေးမယ်။ဖရားရဲ့တရားရင်အောက်မှာအေးအေးကြမ်းကြမ်းနေထိုင်ရမယ်။ဒါပေမဲ့လို့ဘသူ့ကိုမှဘာအကြောင်းမဖြစ်ဖြစ်နောက်ရလို့တော့မရအောင်ဟုတ်ပြီလား။အခုနောက်ဆုံးနေနဲ့မင်းအနေနဲ့ဘာတွေပြောစရာများကြံနေသေးလဲညီလေး။မမတရားလူဘဝကမိဘတွေပြကြတဲ့ဦးသိန်းဝင်းနဲ့ဒေါ်စောပူတို့ကိုကြည့်ပြီးအဖေနဲ့မိသာတေခဲ့တာရှစ်နှစ်တောင်မှကြော်ခဲ့ပါပြီ ။သေတယ်ဆိုတော့လေတိုင်းရင်သေးနေစီလို့သေးခဲ့ရတာပါ။သေချိန်တန်လို့သေတယ်လို့ပဲမှတ်ထားပြီးကြစီခြင်းမိုင်းဒီနေ့သားကြောင့်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရဲ့ကြောင့်အဖေနဲ့အမေတို့စကားမများကြပါနဲ့။ဒါဒီချိန်မှာဘဝချားနေပြီမိ။တိုင်းရင်ရှင်နေမှာအဖေနဲ့အမေအများရန်ရှိနေတုံးပါမယ်။တောင်းနောက်ဆုံးနေနဲ့နန်းခွင်လေးတော့ပေးပါဦးနော်။ဆိုပြီးတော့နေမိပါနဲ့ပါရင်ပါအဆောင်ကိုဖဖွားလေးနှမ်းပြီးဦးတုံးချိန်တိုက်ကြတော့ကောင်အကိုဖြစ်သူဆန်းကိုထတ်သွားပြန်နေသူ့ကိုအာနောက်ရောက်တော့ပကုံးကိုလက်နဲ့ကင်ပြီး ကိုကြီးအောင်ဒီမင်္ဂလာပွဲရင်အကုန်မဟုတ်ဘဲတခြားတယောက်နဲ့တောင်းဆိုရင်အဲ့ဒီတယောက်ကိုညီလေးခေါ်လိုက်တာကြားပြီပေါ့အကိုတို့ချစ်သူတွေစဖြစ်ကြတယ်ဟောညီလေးရအကိုတို့နောက်မှာအများနဲ့ရှိနေတာလူဘဝတော့ကညီလေးချင်းရရင်ချစ်သူနေညီလေးရဲ့အကိုရင်အခုလိုပေါင်းရလို့ညီလေးချင်းနဲ့ပါတယ်တမောင်ကိုကောင်းဆုံးဖြစ်အောင်စောင့်ရှောက်ပေးပါကိုကြီးညီလေးစိတ်ချမင်းနော်အဲ့ဒီလိုမျိုးဆိုကမှားကြောင်းလိုက်ပါတယ်ပြီးတော့အိမ်ပေါ်မှာပြင်းနေတဲ့လူအုပ်ကြီးဘက်ကိုနှိမ့်တော့နောက်ဆုံးအနေနဲ့ကျွန်တော်တောင်းပန်ချင်တော့ဦးလေးအတော့ ညီကောမောင်နှမတွေအားလုံးကိုကြီးရကုံရွာလေးထဲမှာနေထိုင်ကြတဲ့လူတွေအားလုံးကိုပါကျွန်တော်လူဘဝမှာတော့အကုန်လုံးပုံကံသုံးပါးနဲ့ပြင်မာခဲသည်ရှိတော့ခွင့်လွှတ်ပေးကြစေချင်ပါ रे ပြောင်းဆိုပြီးတော့ရှိသမျှလူတွေအားလုံးကိုလောက်ကလေးချီပြီးပြောနေပုံများကျွန်တော်မျက်လုံးလေးမှာအခုထိမြင်နေတုံးပါသူတို့သမီးကိုဝင်ပူးထားတဲ့မောင်မောင်ဟာဆရာမယောက်စီကိုသွားပြီးတော့သူတို့ကွင်ပေးထားတဲ့ဇီးဝိုင်းလေးမှာဝင်ထိုင်လိုက်ပါတယ် ဆရာမယောက်လည်းသူတို့ကျန်းဆောင်ရီကိုစတင်ရုပ်ဖတ်နေစင်ပါပြီသူတို့သမီးတက်မောင်တယောက်လဲလျောင်ညီသက်သွားတော့ရင် များမကြမီပါပြီသူတို့သမီးတတိပြန်လေလာခဲ့ပါတော့ရင်ဟော်ကီပေါ်ပရိသတ်များရှင်ဇလန်လီယောတို့ဒီမှာပဲပြီးဆုံးသွားပါပြီဇုံဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်